မုတ်တုံလေးများယနေ့စတင်ဆုတ်ခွာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ကစတင်ပြီးမြို့ဝကျွန်းပေါ်ဒေသတွေကနေမုတ်တုံလေးများစတင်ဆုတ်ခွာနေပြီလို့အော်တိုဘားလပထမဆယ်ရက်ပတ်အတွက်မိုးလေဝသနှင့်ဆလဘေးဒါခံမှန်းချက်ရသိရပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာလေပြားနဲ့ရဝန်းနှစ်ချိန်ဖြစ်ပေါ်နိုင်ခါတစ်ချိန်မှာပုံမအောင်ကောင်းလာခါမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပြီးအနောက်တောင်မုတ်တုံလီဟာအော်တိုဘာလ၃ရက်နေ့မှ၆ရက်နေ့အထွန်းမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ဒေသများအော်တိုဘာလ9ရက်နေ့ကနေ12ရက်နေ့အထွန်းမြန်မာနိုင်ငံတောင်ပိုင်းဒေသအထွေကနေဆုတ်ခွာသွားဖွယ်ရရှိတဲ့လို့ဆိုပါတယ် ိုးရွာသွန်းမှုအခြေအနေတွေကတော့နေပြည်တော်အပါဝင်ဒေသအများစုမှာရွာသွန်းမြက်ထပ်ပေါ်နိုင်တယ်လို့မိုးရွာသွန်းမဲ့အခြေအနေတွေကတော့ငါးရက်ကနေဆက်ရက်အတွင်းရွာသွန်းနိုင်တယ်လို့သိရပါတယ်ရှင်။